စမယ်ဘိုးချုပ်အောင်ဆန်းကပေးပြုတ်နံပြားဖြင့် လူလူရဲ့အသေးနှလုံးအားသိမ့်ပိုက်ထားသည်ကို အားကြမခံ27ရာစုရဲ့စစ်ကောင်းဆောင်ဘိုးချုပ်မူကြီးကလည်းချက်ဥကျော်နဲ့မောင်ရင်ကားကိုမူပိုင်ခွင့်တင်လာခဲ့ပါတယ်ယာယီသမရဝန်ကြီးချုပ်တမတော်ကာကွယ်ရေးဦးစီးချုပ်ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ဤနေပြီးတော့နန်းသိမ့်ပွဲကာလတွင်အင်မတန်အစင်လာကြီးမားခဲ့သည့်အရှိမြောက်တိုင်းနေဝန်းဤစစ်ဌာနချုပ်ကြီး နေဝင်စောသွားခဲ့သည့်အပြင်ရခိုင်ပြည်နယ်မှာရှိတဲ့အန်စစ်ဌာနချုပ်လည်းကျသွားခဲ့ပါတယ်။မော်ဘီမှာဟက်စကီပြကြကနာရေးဖိတ်စာရိုက်နေရသည့်ဗိုလ်ချုပ်တယောက်ရက်မလဲသေးမိမှာပင်ဗိုလ်ချုပ်တွေတယောက်ပြီးတယောက်ကိုလည်းလူပြောက်ကြင်ညာရတော်မူအတွက်ဒီကာလမှာသတင်းစာများရောင်းအားတက်ဖွဲ့ရှိနေပါသေးသည်။မြန်မာပြည်မှာအောက်ဆီဂျင်ဘူးထပ်ဖြင့်ပေါ်ပေါ်များများရနိုင်သည့်အရာမှာ စစ်ဘိုလ်ချုပ်များဖြစ်သည့်တွက်စိတ်တော်သိပူစရာမလိုဆယ်တန်းကို25မှတ်ဖြစ်အောင်ပြီးကမိမျိုးပို့လိုက်ရင်နောက်ထပ်လူတလောက်ဘိုလ်ချုပ်များရနိုင်သေးတယ်မလားစစ်ဌာနချုပ်တစ်ခုလုံးစွန့်လွတ်လိုက်ရချိန်တွင်တက်ချုပ်ကြီးမှကတောင်းကိုများအောင်ကြိုက်ဆင်ဖြူတော်ရှာထွက်နေသည့်တွက်အားလုံးကလည်းထောပနာပြုနေကြပါသည်တကယ်တော့ဗမာကြာဆိုရင်များထဲမှာ ဘုရင်များကဲ့သို့စင်ပြောင်ကြီးစီးကကိုတော်တိုင်ဆစ်ထွက်လို့သည်ဗိုလ်ချုပ်မူကြီး၏ရဲစွမ်းတတိနှင့်စိတ်ဆန္ဒကိုမှီလျော့နေကြခြင်းဖြစ်သည်ဒါမှမဟုတ်စင်ဖြူတော်အမတ်စိတ်နှစ်တောင်းတံများ နောက်ထပ်ရိုက်ထုတ်ဖို့လမ်းစာများခင်းနေသလားခရုတင်ဆွဲနေသည့်စင်ကောင်ကိုတောင်းနှင်းရှာဖွေရခြင်းကစစ်ပွဲတစ်ပွဲနိုင်အောင်တိုက်ရသည့်ထက်ပိုလွယ်မည်ဟုတက်ချုပ်ကြီးကမှတ်ယူနေခြင်းဖြစ်သည်ရှုံးသည်ဖြစ်စေ 90ဖြစ်စေမိတို့ပင်ဆိုစေကဘာပေါ်တွင် ရှိခဲ့ဘူးသောရှင်းနေစေဖြစ်သောအာနာရှင်များအားလုံးတွင်တိတာထင်ရှားသည့်အရက်မောင်ရှိသည့်ဗိုလ်ချုပ်မူကြီးသာလျင် အမှန်တရားကို အမြဲတမ်းပြောတတ်သူ ဖြစ်ပါသည်ဟွန်းဗိုလ်ချုပ်မူကြီးကိုအနိုင်ကျင့်နေသည့် American Dollar ဤပြန်ပပေါက်စီသည့်1382ကျပ်ဖြစ်ကအခောက်ရွှေတစ်ကျပ်သာစီးသည့်73သိန်းဝန်းကျင်သာရှိနေပြီဒက်စီနီဒီဇယ်တလီတာလျင်600ကျပ်နီးပါးရှိပါသည် ထို2020ခုနှစ်ဈေးနှုန်းများကိုငါးဖြင့်မြောက်မီဆိုပါကယခု2025ခုနှစ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ပြောခဲ့တဲ့သူ့ရဲ့လက်ထက်တွင်တိုင်းပြည်စီးပွားရေးဦးမော့လာသည်မှာသွေးထအောင်မှန်ပေလိမ့်မည်။ဒါကြောင့်ပဲကားစီခိုးထုတ်တက်ရင်စီးပွားရေးလုပ်ရရပြီဟုမဲ့ယူနေသည်စစ်ဗိုလ်ချုပ်များလက်ထက်တွင်တိုင်းပြည်ရဲ့စီးပွားရေးမှာအပေါင်းလက္ခဏာတွေမကတော့ပဲအမြောက်လက္ခဏာပင်ဆောင်းလာပါတော့သည်။ My god တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီမတ်စီတင်ဆက်